ခုချိုကြီးတောင်အမြင်မှန်ရလာပြီဘောမချိုကြီးတောင်အမြင်မှန်ရလာပြီဆိုပြီးတဖက်အုပ်စုတွေကဝိုင်းပြီးတော့မြှောက်စားပြီးတော့တောက်ပွားနေတာတွေ့ရတယ်ခုချိုကြီးကဘောမကနေအမြင်မှန်ရပြီးထမိန်ချုံသွားတာမဟုတ်ဘူးနော်ငကိုတဲကထမိန်ချုံထမိန်ချုံကနေပြီးတော့ဘောမရဲ့ဘောမကတော့ယူရိုတန်းနဲ့မတာမဟုတ်ဘူးဟိုကန့်ဘလူးကျောလာ950ဆရာတော်ရဲ့ပြည်သူစစ်တပ်ဖွဲ့တွေထိသွားပြီးတော့သူမိမဖွေးချိန်ဆိုလို့ရှိရင်လည်းပြည်သူစစ်ယူနီဖောင်းတွေဝတ်တနက်တွေပိုင်းပြည့်အဲစီရီတွေပိုင်းလေ့ကျင့်ပြပြီးတော့အဲ့ဒီလောက်ထိပုံမှားခဲ့တာ နော်ထမင်းချုံကနေဘောမရဲဘောမကနေပြန်ပြီးတော့ထမင်းချုံလိုက်တယ်ဆိုတော့သူ့ရဲ့ငကူမူလာလာရဇင်းမြကွာထမင်းချုံဖြစ်နေတဲ့အတွက်အထူးထူးထူးဒီပုံမှာမှတ်ချက်ပေးနေကြမလို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တချိန်ကစစ်တပ်ထောက်ခံသူကိုချိုကြီးကယခုတဖန်စစ်တပ်ဆန့်ကျင်သူဖြစ်သွားရတဲ့အကြောင်းရင်းမပုဒုရှင်းပြလာပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ပါအောင်ခင်ဗျာဒါသူ့ရဲ့ဒါနိုင်ငံရေးခံယူချက်ပေါ်မှာမူတည်ပြီးတော့အမခင်မထမိန်ချုံအဘခင်မဘောမ လူနဲ့ချမ်းသာဘဝဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေအဓိကပြောချင်တာကအဲ့ဒီကိုချိုကြီးကိစ္စနဲ့ပတ်သက်ပြီးတော့မြေပြင်မှာကျမတို့နဲ့ပြောမယ်ဆိုရင်ကျမထက်လည်းအသက်အများကြီးကြီးတယ်ကျမထက်လည်းဟိုးအရင်ကမျိုးသားကြီးတွေတကယ်လုံးခဲ့တယ်နော်ပြောမယ်ဆိုရင်ပြီးပါကလူနဲ့ပြည်တွင်းကလူလိုင်းမော်ကလူနဲ့မြေပြင်ကလူဆိုလို့ရှိရင်ယုံမဲယုံကိုပြည်တွင်းမှာကိုနဲ့အတူတူလက်တွဲနေတဲ့လူယုံရမယ်ဒါပေမဲ့အဲ့ဒီကိုချိုကြီး UN ကိုစတင်မယ်ဆိုပြီးလက်မှတ်တွေကောက်တော့ မကိုလာပြီးတော့စီယုံတယ်စီယုံတဲ့အချိန်မှာသူပြောတာကိုနားထောင်ကြည့်လေဒါယုတ်တိမရှိဘူးဒါမဖြစ်နိုင်ဘူးဒါမအောင်မြင်နိုင်ဘူးနောက်တစ်ခုကအဲ့ဒီ UNO စတင်တဲ့လူတွေကနော်ကိုယ့်ရဲ့နာမည်ဖုန်းနံပါတ်နဲ့နေရဲ့လိပ်စာကိုတင်ရမယ်ဆိုတော့နေရဲ့လိပ်စာတွေကကိုယ့်အိမ်ထဲကိုနေတာတော့အသက်ခံနေရတော့အကုန်လုံးက เนาะဟိုပြောင်းရွှေ့ပြီးနေရတဲ့အချိန်မှာဒီနေရဲ့လိမ့်စာကြီးတွေ UN ကိုစတင်လိုက်ရင်ဒီလူတွေရဲ့လုံခြုံရေးအတွက်အာမခံချက်ဘယ်သူမှမပေးနိုင်ဘူးဒါကြောင့်မို့ဒါကြီးကမဖြစ်နိုင်ဘူးเนาะကျမတယောက်တည်းအနေနဲ့ကတော့တို့ UN ကိုစတင်မှာဆိုပြီးကျမတယောက်တည်းအနေနဲ့ကျမလက်မှတ်ရေးထိုးပြီးပါဝင်အားဖြည့်တယ်ဒါပေမဲ့ကျမကနေပြီးတဆင့်ဟောကချိုကြီးတို့ UN ကိုစတင်မှာလက်မှတ်ထိုးပေးပါဆိုပြီးကျမမစည်းရုံဘူးဘာလို့လဲအဲ့ဒီလူတွေအတွက် လုံခြုံရေးအာမခံချက်ကျမအာမခံချက်မပေးနိုင်ဘူးเนาะဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောရတဲ့ခါကျတော့ဟုတ်နိုင်ငံခြားကဦးလေးကြီးတယောက် မြမကြီးတွင်းထဲကအတော်ကြီးတယောက်ကျမကိုလေအိုးဆိုးပဆက်စောင်းမြောက်ပြီးပြောကြတာကျမကိုတိုက်ခိုက်တာအဲ့အတော်ကြီးဆိုလို့ရှိရင်လေအာဖေဖို့မှာပိုးရီတစ်ခုပြီးတစ်ခုတင်ပြီးတော့အာကျမကန့်လန်းတိုက်တာရှေ့ကလည်းမသွားနောက်ကလည်းမလိုက်ပါတော့စောင်းမြောက်ပြီးပြောတာပြောတာအဲ့ဒီချိန်တော့ကတော့သူပြောသလိုကျမပြန်ပြောလို့ရှိရင်ပြဿနာရဲ့အကြီးကြီးဖြစ်သွားမှာ เนาะနောက်ဆုံးတော့အဲ့ဒီကိုချိုအေးရပဲအဲ့ဒီစကားတွေမလဲလေးရှုပ်ပြဿနာတွေတက်တော့နားချားတွေကကိုနောင်တော်လေးနဲ့ကိုမိုက်ကယ်ကျော်မြင့်နဲ့ပြဿနာတွေတက်ပြီးတော့မိုက်ကယ်ကျော်မြင့်ကကိုနောင်တော်လေးကိုတရားစွဲမယ်ပါတယ်ဖြစ်ကုန်အဲ့ကိစ္စတွေကတော့ကိုချိုအေးစားရမီးတယ်เนาะကြောဒီချိန်မှာတော့ကိုချိုကြီးရဲ့ဇာတိရုံမှန်ပေါ်လာပြီဖြစ်တဲ့အတွက်တစ်ချိန်လုံးကချိုကြီးဘက်ကနာပြီးကျမကိုပို့ဆိုးပက်ဆက်ပြောခဲ့တဲ့အတော်ကြီးတွေသဘောပေါက်လောက်ပြီးထင်တယ်။ကျမအမြဲတမ်းပြောတဲ့စကားတခုရှိတယ်။ ။သူများရဲ့အဖြစ်ကိုလက်ညှိုးထိုးပြီးဝေဖန်ရင်သူများကိုလက်ခုပ်တီးပြီးအားပေးရတဲ့တတ်တည်လည်းရှိရမယ်။ဆိုတော့ဒီချိန်တုန်းကကျွန်မကိုလက်ညှိုးထိုးပြီးတော့ပို့ဆိုပတ်ဆက်စောက်ပေါင်းထုတ်ခဲ့တဲ့အတော်ကြီးတွေဒီချိန်မှာကျွန်မကိုလက်ခုပ်တီးပြီးအားပေးရမယ်ချိန်သူတို့ပျောက်စားခဲ့တဲ့ကိုချိုကြီးရဲ့ဇာတိမှန်ပေါ်လာပြီးဖြစ်တဲ့အတွက်ကိုကိုကိုရှက်ရမယ်ချိန်မှာလို့ကျွန်မပြောချက်တယ်။နော်မိမာရီကလေတောက်နေတောက်တာအပြိုင်ဆိုင်များတယ်နော်မိမာမှန်ရဲ့အသက်ကြီးကြီးငယ်ငယ်နော်လိုက်ပြီးတော့ပြိုင်တာပြိုင်နေဆိုတာက အာ तू ကဆောင်းဖက်ဆယ်ဥဖတ်ရဲ့ငါ55ဥဖတ်မယ်။ तू က BA ဆိုရင်ငါ MA ဖြစ်ကြမယ်။ तू ကရိုးရိုးပွင့်ဆိုရင်ငါဘွဲ့လွန်ရကြမယ်။ तू ကစာပေနိုင်ငံရေးကို100လောက်ပြောနိုင်ရင်ငါ1000လောက်ပြောနိုင်အောင်စူးစမ်းမယ်ဆိုရယ်ပြိုင်တာမဟုတ်ဘူး။အပေါ်ရင်ပကာသနတွေကိုလိုက်ပြိုင်တာ။နော်ဒီအေးပြားတစ်ထောက်စာလောက်လေးရှိတဲ့ပကာသနတွေကိုလိုက်ပြိုင်ပြီးတော့အဲ့လိုမျိုးမိမမှန်ရင်တောင်နဲ့တောင်မနာလိုတာတွေဝင်းတိုးတာတွေအပြိုင်ဆိုင်နေရမ်းများတယ်။ဆိုတော့ကျမမှလည်းအဲ့လိုမျိုးတွေအများကြီးကြုံရတယ်။နော်ဒါကကိုချိုကြီးနဲ့ပတ်သက်ပြီးတော့ကြုံရတဲ့ကိစ္စတစ်ခု။နောက်တစ်ခုကြတော့ကိုချိုကြီးရဲ့မိမအမှတ်ဖွင့်စိတ် မက်ဖွေးကြီးစိန်ကကိုချိုကြီးရဲ့ပါတနာနော်အမကကိုချိုကြီးရဲ့ပခုံးပေါ်ကိုသူကခွာတန်နေတဲ့ဓာတ်ပုံနဲ့လိုင်းပုံတင်းတော့ကန့်ချင်မှာအဲ့ဒီပုံနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တော့ဝေဖန်မှုတွေအမကဟိုတစားတစားနဲ့ပြောကြရင်းနဲ့သူတို့ရဲ့ပုံကိုရေးတွေလူမှုရေးတွေပါလာတာဒါလိုင်းပုံမှာအများသူကပြောတဲ့ကိစ္စနော်ကျမစိတ်ထဲလည်းမဝင်စားအောင်ခေါင်းလည်းမရှိဘူးစကားလည်းလည်းထည့်မပြောဘူးအဲ့ဒီလိုပုံကိုရေးတွေပါလာပြီးတော့ကိုချိုကြီးရောမက်ဖွေးစိန်ရောသူတို့နှစ်ယောက်လုံးပျောက်သွားတာအဲ့ဒီမှာ ပါလာတာကိုစောက်ထူเนาะထိုင်းတာပါလာမသိဘူးနေတယ်ကိုစောက်ထူပြင်အဲ့ထိုင်းကကိုအောင်မျိုးမင်းနဲ့เนาะတနခါလေးလိမ့်နေတယ်အကိုကြီးတက်အဲ့နှစ်ယောက်ကဘလို့ပါလာလဲဆိုတော့နမ်းမြက်ကေတီနိုင်ဆိုရယ်မိမ့်မ ူကနိုင်ငံခြားမှာနေတာဘယ်နိုင်ငံမှာနေလဲမသိဘူးနိုင်ငံခြားမှာနေပြီးတော့သူကလိုင်းမောင်ကလည်းအဲ့လိုလိုက်တွေလွှင့်ပြီးပြောတာလိုက်တွေလွှင့်ပြီးပြောတာလေသူ့မျက်နှာကိုမပြအောင်ကျမကနမ်းမြက်ကြည့်နေတာကိုလူလဲမမြင်ဘူးအတန်လဲမကြားဘူးနာမည်လဲမသိဘူးသူ့ကိုတိဖို့မသိဘူးသူ့ကိုဘလို့ကနေစပြီးတတိထားမိတာလဲဆိုတော့စင်ကာပူကမက်ဆစ်မီဦးနဲ့သူနဲ့ရန်ဖြစ်တာအမဆင်မေကလိုက်လွှင့်ပြီးတော့အဲ့ဒီနမ်းမြက်ကြည့်နေတိုင်းဘာဖြစ်တယ်냐ဖြစ်တယ်တော့မဆင်မေကဆဲရဆဲတော့ဟဲအမကဘာသူနဲ့ရန်ဖြစ်ပါလဲဆိုမှ မစီမီဦးနဲ့ရန်ဖြစ်မှာကျမအဲ့ဒီနမ်းမြေ KT9 ဆိုတာကိုလိုက်ရှာပြရမှာ။အော်၊ तू ကဒီလိုပါ။စာလင်းကြီးမျိုးနဲ့ဝမ်ပေါင်ကုမ္ပဏီအတွင်းတက်ဆွဲထားသောစစ်တပ်ကိုရှော့တိုက်တုံးအလုံး၃ဆက်ဖြင့်ပြစ်ခတ်တိုက်ခိုက် စကိုင်းတိုင်းစာလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်တက်ဆွဲထားသော အကြမ်းဖက်စစ်တပ်ကိုရှော့တိုက်တုံးအလုံးသုံးဆဲဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေတာတွင်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တည်တင်းဌာနသို့ပြောဆိုသည့်နိုဝင်ဘာလ17ရက်နေ့ည10:00နာရီခန့်မှစတင်ပြီးစာလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်တက်ဆွဲထားသော အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကရှော့တိုက်တုံးအလုံးသုံးဆဲဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းရှိသေးပေစစ်တပ်ကလည်းကြေးရွာများကိုလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခြင်းကြောင့်ဆယ်တဲရွာအတွင်လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ကာပြည်သူများထိခိုက်မှုရှိကြောင်းသိရှိရသည် PDF ကဝမ်ပေါင်လဲကို short tight တုံးအလုံး30နဲ့ပြစ်တာမနေ့ကည30နာရီလောက်ကနေ7ကြော်လောက်အထိကိုပြည်သူတွေကပွဲဖြစ်တယ်ထင်ကြတာစစ်ခွေးတွေကလည်းပြန်ပြစ်တယ်လက်နက်ကြီးတွေနဲ့ဆယ်တဲရွာတွေကိုလက်နက်ကြီးကြားရောက်ပောက်ကွဲတာပြည်သူတွေထိခိုက်မှုတော့မရှိဘူးဟုဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုသည် အော်တိုဘာလ23ရက်နေ့ကလည်းတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကိုတော်လန်ရေးတပ်များကတရခုနှစ်မမရှော့တိုက်တုံးများဖြင့်နေရာပေါင်းစုံမှပစ်ခတ်တိုက်ခိုက်ခဲ့ရာကုမ္ပဏီဝင်အတွင်ပောက်ကွဲမှုများဖြစ်ပေါ်ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝန်ပေါင်းကုမ္ပဏီဝင်အတွင်အရေးပေါ်အိုးဆွဲတံများတညလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားများစစ်ကားနှင့်ရဲကားများဖြင့်ရုံရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည် အကြမ်းဖက်စစ်တပ်ကစာလင်ကြီးမြို့နယ်အတွင်းစစ်ကြောင်းထုံးမှုများလှုပ်ဆောင်နေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းမကြာခဏဆိုသလိုလှုပ်ဆောင်နေ၍ပြည်သူများစစ်ပေးရှောင်နေရကြောင်းဒေသပြည်သူများထံမှသိရှိရသည်။လားဆိုပြီးသိရတာပုံမှန်ဆိုအဲ့နည်းမြတ်ကေတီနိုင်တိဘူးမသိဘူး။အိမ်မှာနည်းမြတ်ကေတီနိုင်ကသူကစစ်မေဟူကိုမစစ်မေဟူကိုပြဿနာသွားရှာလို့မစစ်မေဟူကဆဲရဆဲတာကိုသူကဇွပန်းလို့တွေးပြီးတော့မစစ်မေဟူကသူ့ကိုဗလိုင်းဆဲတဲ့ပုံစံမျိုးသူကမြေကြီးကန်ထိုးတာထိုးတဲ့အချိန်ကျမှကျမအဲ့မှာသူ့ကိုဝင်ပြောတာ။ အမအမဘက်ကအရင်မှားတာလို့ကျမကဝင်ထောက်တော့သူ့အမတော်သူငြိမ်သွားတယ်။သူ့မတော်ငြိမ်သွားပြီသူကနောက်ွယ်ကြတော့ဗာပြောလဲဆိုတော့ဖွေးစိန်နဲ့ဒီလိုမျိုးသားကြီးလောကကြီးပျောက်ွယ်သွားတဲ့အထဲမှာတဲ့အဲ့ဒီလိုဖွေးစိန်ဝိုင်းပြီးတော့ထိုးကြတဲ့အထဲမှာမပုတူလဲပါတယ်တဲ့။ဟုတ်တော့ဘာမှလည်းမဆိုင်ဘူးနော်စိတ်လည်းဝင်စားဘူးသူ့ဘာနေသူဖွေးစိန်ကကိုချိုကြီးကိုပေါ်တက်ပြီးတော့သူတို့အိမ်တော်ကြီးပုပ်ကူကြီးလူမှုကြီးတွေကြောင့်ပျောက်ွယ်သွားတာအဲ့ဒါကိုကျမကအဲ့ဒီလိုမျိုးပါတယ်ဆိုပြီးအဲ့နည်းမြေကေတင်နိုင်အဲ့လိုပြောပြီးတော့သူကအတန်ကလေးဟိုအိမ်ညောင်အိမ်ညောင်အိမ်ညောင်လဲတိလားဟိုမက်ဆင်မျိုးသူ့ကိုဆဲတာရှိရဲ့ သူဆဲဆိုလို့ကျွန်မဆဲဆဲမပြတော့ဗျာအဲ့အတန်ပေါ့သူ့အတန်အဲ့ဒီလိုမျိုးအတန်နဲ့သူကဟိုလိုဆိုရင်အကိုကြီးမောင်လေးရေဆိုအင်းအောင်အင်းအောင်တော့တော့ပြောတာတော့ပြောတော့အဲ့ဒီကိုစောက်ထိုးတို့အောင်မျိုးမင်းတို့သူကအကိုကြီးရေမောင်လေးရေဆိုအင်းအောင်အင်းအောင်အင်းအောင်ဟိုချက်ပေါက်ကနေတော့တော့ပြောသူကစကားတော့ပြောတယ်ကျမကအဲ့ဒီကိုကိုစောက်ထိုးတို့ရောအဲ့ဒီကိုအောင်မျိုးမင်းတို့ရောအခုပြည်ရင်းပါတော့ပြည်ပကောင်ဘယ်ရောက်ကြနေမှာအိညောင်အိညောင်တော့မပြောဘူးဘူးကိုလန်းကိုလျှောက်ပြီးကိုကကိုတတိတတန်လေးနေတာ ဆိုတော့အဲ့ဒီဇောက်ထိုးနဲ့အောင်မျိုးမင်းကအဲ့ဒီနမ်းမြကေတင်နာဆိုတဲ့မိမနားသွင်းတာတွေနားယောင်ပြီးတော့ကျွန်မကိုဆဲတာဆဲတာဆဲတာလုံးဝနှမချင်းမစားနာပြောတော့မျိုးသားရေးတမားပါဆိုပြီးရုပ်တာနှစ်တောက်ဆဲတာကိုဇောက်ထိုးအဲ့ဒီအောင်မျိုးမင်းမူးမူးနဲ့ဆဲတာနော်ဘေးကအဲ့ဒီကောင်မဟိုတွေးထိုးပြီးတော့စကားကိုဟိုအတို့ထောင်လုပ်ပေးရဲအဲ့ဒီမှာကိုဇောက်ထိုးကဆဲတယ်ကိုအောင်မျိုးမင်းကဆဲတယ်ကျွန်မကိုဆဲခဲ့တယ်တကယ်ဆိုရင် နိုင်ငံခြားမှာလည်းနေသေးတယ်။အွန်လိုင်းပေါ်ကလည်းအားချောင်သေးတယ်။ဒါတောင်မှမျက်နှာတောင်မပြရသေးတဲ့မိမနဲ့ပြည်ရင်းမှာတကယ်မြေပြင်မှာရောလိုင်းပေါ်မှာရောမျိုးသားရေးကိုတကယ်လုပ်နေတဲ့ကျမနဲ့အရှင်တို့ယုံမဲယုံဘသူယုံရမလဲ။တကယ်လို့အဲ့ဒီမိမကအတူထောင်မြောက်ထိုးပင်ကိုလုပ်ပြီးတာကိုယုံနေဆိုရင်တော့တကယ်ဆိုရင်ကျမကိုအဲ့ဒီလိုနှမချင်းမဆနာမျိုးသားရေးတမအမိခံပါဇက်ကလုံးဝအယုဒ္ဓအနတ္တရုပ်ရှင်ကြမ်းတမ်းဆိုတာမဆဲခင်မဘုတ္တရေညမရေဒီလိုဒီကြောင့်ဟုတ်သလား။ ကျွန်တော်လာပြီးတော့မေးတင်တယ်တကယ်လို့အဲ့ဒီလိုမမေးတင်ဘူးမမေးချင်ဘူးဆိုရင်တော့ဘာလို့ရေးနေတော့ဒီလိုတွေကတော့မလုပ်တင်ဘူးအကျိုးတင်ကြောင်းတင်ကွာပြောရမှာအဲ့လိုမဟုတ်ဘူးနော်တိုးဆိုးပတ်ဆက်ဆဲတာမူးမူးနဲ့ဆဲတာအဲ့ဒီအောင်မျိုးမယောကိုစောက်ထိုးကျွန်မသာပြန်ပြောခဲ့မယ်ဆိုရင်ပြဿနာကြီးကြီးတက်မှာဒါပေမဲ့ကျွန်မစဉ်းစားတယ်သူရိုင်းတို့လို့ကိုပြန်ရိုင်းရင်သူ့ထည့်ရိုင်းနဲ့သူ့လိုတန်းစားပဲကိုကဖြတ်သွားမှာပဲအဲ့ဒီတွဲကျမကိုဘယ်သူလာရိုင်းရင်ကျမဘယ်သူမှပြန်မရိုင်းဘူးအချိန်ကဆုံးဖြတ်ပေးလိမ့်မယ်နော် အချိန်အဆုံးဖြတ်ပေးလိမ့်မယ်ဘယ်သူကဘာလဲဆိုတာအချိန်အဆုံးဖြတ်ပေးမိမယ်ဆိုပြီးကျွန်မတိခိုင်းပြီးနေလိုက်တာနောက်ဆုံးတော့အဲ့ဒီနမ်းမြေကေတီနိုင်ဆိုတာကလမအဲ့ကလမလုံးဝဖျဲသည့်ဤပိတ်မှဖြစ်ပြီးတော့သူကအဲ့ဒီမှာအဲ့သူတို့ချင်းချင်းပြဿနာတွေပြန်တက်ပြီးတော့အောင်မျိုးမင်းကိုယ်တိုင်ကအာလိုက်လွှင့်ပြီးအဲ့ကောင်မောက်တစ်ခါပြန်ဆဲတာ ဒီချိန်တော့ဒီကောင်မသွေးထိုးတာကိုယုံကြည်ကျွန်မကိုဆဲခဲ့တဲ့လူတွေကနောက်ပိုင်းသူတို့အနေနဲ့သူတို့ချင်းချင်းခွာပြေးပြီးတော့အဲ့ကောင်မနဲ့သူတို့တယောက်တည်းတယောက်ကသူ့အောက်ခဲတွေလန်ကအောက်ခဲတွေလှမ်းပြီးတော့ပြဿနာကြီးတက်ပြီးသူတို့ချင်းချင်းပြန်ပြီးတော့ပိုးဆိုးပက်ဆက်တွေဆဲတဲ့ပြဿနာကြီးဖြစ်သွားကြတယ်။နော်အဲ့ဒါတနည်းကျော်နှစ်နှစ်လောက်တော့ရှိပြီ။နော်အဲ့လိုအရှုပ်ထုတ်တယ်အများကြီးပဲ။ညောင်းဆိုတဲ့ကျွန်မကဘယ်လိုအရှုပ်ထုတ်ပဲလာလား။ ်အဲကျွန်မနိုင်ငံရေးနီးလန်းအရာကျွန်မကိုတိုက်ခိုက်တယ်ဆိုရင်ကျွန်မနိုင်ငံရေးနီးလန်းအခြေပါတယ်နိုင်ငံရေးမဟုတ်ဘဲနဲ့လို့ပုံကိုရေးနေဆေးတာဆိုတာလို့ကျွန်မမပြောအချိန်ကဆုံးဖြတ်ပေးနိုင်မယ်ဆိုပြီးကျွန်မအများနဲ့စောင့်ကြည့်တာเนาะဆိုတော့ခုလောက်ဆိုရင်အဲ့ဒီနန်းမြက်ကေးတင်တဲ့ဇာတ်ကားကိုယုံပြီးကျွန်မကိုပို့ဆိုပတ်ဆက်နှမချင်းမဆန္ဒလုံးဝနားမခံတော့ဆဲခဲ့တဲ့ထိုင်းကကိုစောက်ထိုးတို့ကိုအောင်မျိုးမင်းတို့เนาะကိုတို့ဆဲတော့ကတော့ဆဲရဲ့ရင်သူများကိုဆဲရတဲ့တက်တည်ရှိရင်လက်ညှိုးထိုးရတဲ့တက်တည်ရှိရင်လက်ခုတီးလေးပြီးအားပြည့်တဲ့တက်တည်လေးရှိဖို့ကျွန်မပြောနေပါတယ်။ဒီလောက်ပါပဲ။